28ရက်5လ2025ခုနှစ်မှာအာလောင်းရဲ့ပတ်သက်ပြာမှာဆွဲသွားစီခဲ့တဲ့မြန်မာကုန်ဆောင်လက်ရည်စင်တူဖြစ်ခဲ့တဲ့မမောင်လေဟုတ်ပါတယ်မမောင်လွင်ရတော့ဘသူမှမထင်မှတ်တာတော့အချိန်ခဏလေးမှလောက်ပြနိုင်ခဲ့တဲ့မြန်မာကုန်ဆောင်လူငယ်တူတွေဖြစ်ခဲ့ပါတယ်မန်ယူလိုနာမည်ကြီးကဘာကျော်အသင်းကြီးကိုဗျာအချိန်ခဏလေးဒီမှာခြေစွမ်းပြနိုင်ခဲ့တဲ့ဆိုတော့မြန်မာနိုင်ငံမမောင်လွင်တယောက်တည်းရှိတယ်လို့ထင်ပါတယ်ဗျာအခုဆိုမမောင်လွင်ဆိုရှယ်ပေါ်မှာလာမကနိုင်ငံတကာကိုတော့အောင်းအောင်စေခြေစွမ်းနေပြသနိုင်ခဲ့တဲ့မြန်မာလက်ရည်စင်တူဖြစ်နေပါလိမ့် တဖက်မှာပြန်ကြည့်မှဆိုရင်လေကျွန်တော်တို့မြန်မာနိုင်ငံမှာမန်ယူဖန်တွေမန်ယူရဲ့ပြိသက်တွေမန်ယူရဲ့ငယ်ချစ်ဦးတွေအများကြီးရှိတယ်ဗျယခုလိုမမောင်လည်းမန်ယူကိုလှလှကြီးကိုသွင်းပြနိုင်ခဲ့တော့မိုးရခက်ရေရခက်ဖြစ်သွားခဲ့လို့မြန်မာပြိသက်တွေလည်းအများကြီးရှိပါတယ်တဖက်မှာပြန်ကြည့်မှဆိုရင်လေကိုယ်နိုင်ငံသားဖြစ်တဲ့မမောင်လင်ဘက်ကအားပေးရမလို့လို့တဖက်မှာပြန်ကြည့်မှဆိုရင်သူတို့ရဲ့ငယ်ချစ်ဦးဖြစ်တဲ့မန်ယူရှုံးသွားခဲ့တာကိုလည်းသူတို့တွေအားမလို့အားများဖြစ်နေခဲ့လို့လူတွေလည်းအများကြီးရှိပါတယ်ဘက်ပဲပြေးရမလို့ဒီဘက်ပဲပြေးပြီးအားပေးရမလို့ ပုံမရောက်တည်ပင်ရောက်နေအလေထဲမှာဟင်းလာဟာလာကြီးဖြစ်သွားခဲ့တော့မြန်မာပြည်သက်တည်ဆိုရင်လည်းအခုဆိုရင်လည်းညာကြီးရှိပါလေကကိုနိုင်ငံသားကိုလူမျိုးဖြစ်တဲ့မောင်မောင်တွေခိုးသွင်းနိုင်ခဲ့တာတို့တစ်ဖက်ကမြန်မာပြည်သားတွေအတွက်မှာတော့အရန်ဥမာဂုံယူစရာဂုံပြူစရာတခုဖြစ်ခဲ့တယ်လို့အိုးအိုးအိုးအရန်တော်ပါတယ်လုံးဝဟုတ်နော်တိတိကျကျနဲ့ပြာနေတာတို့ ကြောက်နေတာတော့ရှိတ်နေတာတော့လုံးဝမရှိဘူးမမောင်လင်းဂုံယူတယ်လုံးဝမမောင်လင်းဂုံယူတယ်အရာကောင်းတယ်အရာကောင်းတယ်မြန်မာနိုင်ငံသားတက်ရောက်အနေနဲ့ခုလိုလူအများကြီးကြားထဲမှာတက်ရောက်ပဲရွေးခံရတယ်မြန်မာနိုင်ငံသားတက်ရောက်ရွေးခံရတယ်တက်ရောက်ကလည်းထုံထုံပေါပေါဖြစ်ပြီးတော့အနိုင်ကိုတကိုးကိုတွန်းသွားတယ်ဒါတော့တော့အာဆီယံကအသင်းရကောင်းနေမမောင်လင်းကိုဘလုံးသိပ်ပြီးပေးမစော်ဘူးနော်တတိထားကြည့်လားပေးမစော်လို့ပေးတာဆိုရင်ဒေဒလောင်ပုံသွင်းသွင်းမှာမမောင်လင်းအတိုးလှုပ်တယ် လှက်ထော်တာတွေကိုမန်ယူနောက်တန်းနေဘလို့မှခံနိုင်မှာမဟုတ်ဘူးတို့မန်ယူကတော့တာဝန်မကျေသေးဘူးမော်မော်ရီကတော့တာဝန်ကျေသွားပြီနော်မန်ယူအသေးကိုတကိုးနဲ့တွေးထားပါလေအာဘာလို့ချွာဖတ်မှာတင်ကြည့်ခဲ့မှဆိုတော့မော်မော်ရီပြစ်တင်စကားတွေပြောဆိုနေကြတဲ့လူတွေလည်းအများကြီးရှိကြတာအလကားပါကွာအခုလိုဘူးမျိုးကိုဆယ်လုံးလောက်ကိုတွင်ပလိုက်ချင်းနဲ့တစ်ဖက်လိုအပေကောင်းတော့ကိုကြတော့ဘယ်သူမှမမြင်ရဘူး ိုးလေးအတပြေးပြနိုင်တဲ့သူကိုပဲမိုက်တဲ့တော်လဲဆိုပြီးတောင်ပြောင်စကားတွေအခုလူမျိုးကြီးစဲတဲ့စကားတွေလည်းအများကြီးထွက်ခဲ့ပါလေ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ့်ဘာသာဖြစ်တဲ့မမောင်လွင်ကိုယ်လူမျိုးမန်ယူကိုသွင်းနိုင်ခဲ့တာကိုကျွန်တော်ကတော့မမောင်လွင်ဘက်ကအများကြီးထောက်ခံတယ်အများကြီးဂုဏ်ယူတယ်အများကြီးလေးစားတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။မပြီးလိုက်တော့ဥမာမင်းအကောင်ကြီးနောက်တန်းကျင်မကျန်တော့ဘူးမမပြီးလိုက်တော့ဟုတ်တယ်ကွက်တီပဲပြေးတဲ့အဲ့ဒါဂိုးပြီးလှုပ်စမ်းမမောင်လွင်မမောင်လွင် အခုဆိုရင် social media ပေါ်မှာမမောင်လေးတတိထားမိလာတဲ့လူတွေလည်းအခုဆိုကဘာပေါ်မှာတန်းနေကြည့်ပြီးအများကြီးရှိသွားပြီဗျာမမောင်လေးတို့တော့အခွင့်အရေးတွေအခွင့်အလမ်းတွေအများကြီးရရှိသွားတယ်လို့ကျွန်တော်ထင်ပါတယ်အရင်တော့ကမန်ယူဟာကဘာပေါ်မှာအကောင်းဆုံးနဲ့အတော်ဆုံးအသင်းတစ်သင်းလို့ပြောလို့ရတယ်လို့အခုဆိုရင်မန်ယူဟာကဘာပေါ်မှာဗျာဂျုံတောင်ပြေးခွေးမြောင်းလိုက်ဆိုသလိုပဲဘောလုံးရှိရလို့ပတ်ပြေးနေပတ်လိုက်နေတယ်လို့မျိုးခံစားနေရတယ်ဗျာမန်ယူရဲ့ကစားကွက်တွေကရန်ကုန်မှာအခုဆိုရင်ညံ့ပြင်းလာတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါဟာမန်ယူဖန်တွေလည်းတော်တော်များများသိရမလို့ထင်ပါတယ် မယူအသိရပြဟိုကျွန်တော်တို့စတိခဲ့တော့တာအတင်းတင်းလို့မဟုတ်တော့ဘူးအခုဆိုတော်တော်ကြီးဟိုမှာညံ့ပြင်းလာလို့အတင်းတင်းလို့ပြောလို့ရတယ်တော်တော်ကြီးဟိုမှာခြေခြေစွမ်းနေကြာနေတယ်လို့အတင်းတင်းလို့လည်းပြောလို့ရတယ်သူတို့ဟာပြနမကြီးတွေကိုပဲစုစည်းတာပြီးတကယ်တမ်းကျတော့သူနဲ့ငါဂုံတုကုံပြန်တွေလုံနေကြတယ်ထင်ပါတယ်တစ်ဖက်လူကလည်းဘောလုံးရခဲ့ပြီဆိုရင်သူခြေတော့အောက်အောင်နေတော့တခြားလူကိုပေးဖို့တော်တော်ကြီးဟိုမှာဝင်လေးလာတယ်အတင်းတင်းဖြစ်လာတယ်တစ်ဖက်မှာပြန်ကြည့်မှဆိုရင်သူရဖန်နေရတယ်အခုလိုလုံးပုံမျိုးကအားမလို့အားမရဖြစ်နေကြတယ်လေသူပါလေမမောင်လို့အခုတွင်ပြသွားတယ်ဟိုးဟိုး ဥပမာယူပြီးတော့စံထားပြီးတော့ပြောရမှာဆိုရင်တစ်ဖက်လူကအပေးကောင်းတယ်မောင်မောင်လွင်ရလည်းအရင်ကတော်ပီတာလူတယောက်ဖြစ်တော့တော့ကိုဘုလူကိုမျိုးအတာကြီးတွင်သွားနိုင်တာသူနဲ့ကိုနဲ့အပေးယူပြရတယ်ဆိုရင်ကစားပွဲတစ်ပွဲဟာအတာတကြီးအနိုင်ရမှာလည်းဖြစ်ပါတယ်ဘာဖြစ်ဖြစ်ကိုနိုင်ငံသားကိုလူမျိုးဖြစ်တဲ့မောင်မောင်လွင်ဘုလူမျိုးကိုတွင်ပြနိုင်ခဲ့တာကိုဂုံကြီးပါတယ်လို့ပြောကြရင်ဒီနေ့ဗီဒီယိုလေးဒီလောက်မှမအဆုံးသတ်ပါတယ်မယူခံတယ်လေမိုးရက်ခက်ရီရက်ခက်ဖြစ်နေတဲ့သူတွေဆိုရင်ကိုယ်နိုင်ငံသားဖြစ်တဲ့မမောင်လူကိုပဲပို့ပြီးတတိယဆိုအားပေးပါလို့ပြောကြရင်အားလုံးကိုကျေးဇူးတင်ပါတယ်